လက်ယူမှုတွေပြည်သူတွေအပေါ်မတရားအနိုင်ကျင့်မှုတွေနဲ့နာမည်ကြီးနေတဲ့တောင်ကြီးမြို့ရွှေတောင်ရက်ကွက်ကအုတ်ချုံရည်မှုဦးတန်းရွှေနဲ့စိန်ပန်းရက်ကွက်အုတ်ချုံရည်မှုဦးတောင်းရွှေတို့ကိုပြည်내ဒုစရိုက်နေနေရေးကစစ်ဆေးနေတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့နေသားချင်းအတူတူလို့ဆိုပြီး တောင်ကြီးမြို့မှာထင်းတိုင်းကျဲနေတဲ့ရွှေတောင်ရက်ွက်အုပ်ချုပ်ရေးမှူးဦးတန်းရွှေကိုစစ်မှုထမ်းအကြောင်းပြငွေညှင့်မှုတွေကြောင့်ပြည်내ဒုစရိုက်နေနေရေးကစစ်ဆေးနေသလိုနေပြည်တော်ဘို့ပြည်သူစစ်မှုထမ်းခေါ်ယူရေးအဖွဲ့အမိန်ရလဲမကြမီရက်ပိုင်းမှာစစ်ဆေးခံရမယ်လို့တရင်ရင်ဖြစ်တဲ့စီကနေသိရပါတယ်။ဦးတန်းရွှေဟာစိန်မန်းရက်ွက်အုပ်ချုပ်ရေးမှူးဦးတောင်းရွှေနဲ့ပူးပေါင်းပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလကစစ်မှုထမ်းရှောင်းနေသူကိုလက်ခံထားတယ်လို့ဆွဆွဲပြီး ကံကြီးရက်ွက်နေသူဦးထံကနေကြက်သိန်းတရာငွေညစ်တောင်းခံမှုနဲ့ပတ်သက်ပြီးစစ်ဆေးခံရတာလို့ဆိုပါတယ်။လက်ရှိတောင်ချင်းမြို့မှာရှိတဲ့ရက်ွက်22ခုမှာရွှေတောင်ကဦးတန်းရွှေနဲ့စိန်ပန်းကရာယမှုဥခင်မီဆိုသူတို့ကအစိုးဆုံးနာမည်ထွက်နေတယ်လို့ဆိုပါတယ်။ဦးတန်းရွှေဟာမြို့နယ်မဘာသားနဲ့လက်ရှိတောင်ချင်းမြို့ရဲ့ပြူစောတိကောင်းဆောင်ဖြစ်ပြီးတော့လက်နက်ကင်ဆောင်ခွင့်ရထားတဲ့တူးဒီသောအုပ်ချုပ်ရေးမှုလည်းဖြစ်ပါတယ်။